မင်္ဂလာပါကလေးတို့ရေဆရာမဒီနေ့ပြောပြပေးသွားမယ်ကြောင်လေးကတော့အပိုင်းကိန်းကြောင်ဖြစ်တယ်เนาะ fresh လို့ခေါ်တဲ့အပိုင်းကိန်းကြောင်ဖြစ်တယ်အပိုင်းကိန်းဆိုတာကပိုင်းကိန်းအလုံးကတစ်ကိုတစ်ခုကိုဆင်မတို့လို့တို့လို့စိတ်ပိုင်းပြီးတော့မှရေတွက်တာဖြစ်တယ်လို့တို့လို့စိတ်ပိုင်းပြီးတော့မှဘယ်နဲ့ပိုင်းပိုင်းလိုက်တော့မှတစ်ခုလုံးကြီးကိုဘယ်နဲ့ပိုင်းပိုင်းလိုက်တော့မှဘလောက်ဆိုပြီးတော့ရေတွက်တာဖြစ်ပါတယ်ဟုတ်ပြီเนาะအပိုင်းကိန်းတစ်ခုမှာပိုင်းကိန်းတစ်ခုမှာအစိတ်အပိုင်း၃ခုပါပါတယ်အဲ့ဒါတွေကတော့ကိန်းကြီးရဲ့ ပိုင်းချီရယ် ပိုင်းဝီရယ်ပိုင်းချီရအောက်မှာရှိရယ်ပိုင်းချီပိုင်းဝီရအပေါ်မှာရှိရယ်ဟုတ်ပြီနော်အဲ့ဒီစေပိုင်းသုံးခုပါပါတယ်ပိုင်းကိန်းတစ်ခုမှာပိုင်းကိန်းတစ်ခုမှာအစိတ်အပိုင်းသုံးခုပါပါတယ်အဲ့ဒါတွေကတော့ကိန်းကြီးရယ်ပိုင်းချီရယ်ပိုင်းဝီရယ်ပိုင်းချီရအောက်မှာရှိရယ်ပိုင်းချီပိုင်းဝီရအပေါ်မှာရှိရယ်ဟုတ်ပြီနော်အဲ့ဒီစေပိုင်းသုံးခုပါပါ ဒီပုံမှာကြည့်မယ်ဆိုရင်လည်းကျမတို့တစ်ခုကို၄ပိုင်းပိုင်းထားပြီးတော့ကြိုက်တဲ့တစ်ပိုင်းကိုဆွဲထုတ်လိုက်လို့ရှိရင်သူ့ကို၄ပုံတစ်ပုံလို့ခေါ်ပါတယ်เนาะတစ်ခုကို၄ပုံပုံပြီးတော့တစ်ပုံယူလိုက်တာဖြစ်လို့ပါကဲဒါဆိုဒီပုံလေးကိုဖြည့်ကြည့်ကြပါအောင်ဒါဆိုရင်တစ်ခုလုံးကိုဆရာမတို့ဖြည့်သေးသည်တစ်ခုလုံးကိုဘယ်နဲ့စိတ်စိတ်ထားရလဲအဲ့ဒါကအပိုင်းချမှာရေးရမှာဖြစ်တယ်ပြီးတော့စားလိုက်တဲ့အပိုင်းကိုလိုချင်တယ်ဆိုရင်လည်းရသလိုကျန်တဲ့အပိုင်းကိုလိုချင်တယ်ဆိုလည်းရပါတယ် ီပုံမှာကြည့်မယ်ဆိုရင်လည်းစိတ်ပိုင်းစုစုပေါင်းကိုပိုင်းချီမှာရေးပြီးတော့ခဲချစ်ထားတဲ့အပိုင်းလေးတွေကိုပိုင်းဝင်မှာရေးခြင်းအပြင်လည်းကိုယ်တိုင်းလုပ်ကြည့်လို့ရပါတယ်လေ့ကျင့်ကြည့်ပါအဲ့ဒီတော့ဆရာမတို့ရဲ့အပိုင်းကိန်းအစစ်အာလုံးဟာတစ်ကိုစိတ်ပိုင်းထားတာဖြစ်တဲ့အတွက်တစ်ထက်ငယ်ကြရတယ်တနည်းအားတစ်အောင်ငယ်တယ်ပေါ့နော်အပိုင်းကိန်းအစစ်အာလုံးဒီတစ်အောင်ငယ်တယ်အဲ့ဒါလေးဥမှတ်ထားပေးပါနော်ပိုင်းကိန်းအစစ်မှန်သမျှတစ်ထက်ငယ်ကြောင်ပြောပြီးတဲ့အခါမှာဒီတစ်ခါ ပိုင်းခြေကငယ်ပြီးတော့ပိုင်းဝေကကြီးတဲ့ပိုင်းကင်းတွေလည်းတွေ့ဘူးလိမ့်မယ်နော်အဲ့ဒါမျိုးပိုင်းကင်းကိုကြတော့ကျွန်တော်တို့အပိုင်းကင်းအတုလို့ပြောပါတယ်တစ်ထက်ကြီးပါတယ်ပိုင်းကင်းအတုတွေကတစ်ထက်ကြီးတယ်နော်အပိုင်းကင်းအတုကတစ်ထက်ကြီးပါတယ်အပိုင်းကင်း အကုန်လုံးပိုင်းထားတဲ့အပိုင်းအကုန်လုံးပိုင်းပြီးတော့ယူရလဲအကုန်လုံးပဲပေါ့နော်ယူလိုက်တယ်ဥပမာ6ပိုင်းပိုင်းပြီး6ပုံယူလိုက်တယ်ဆိုရင်တစ်ခုလုံးယူတာ ਨੇ အတူတူပဲဒါကြောင့်မလို့ပိုင်းဝင်နဲ့ပိုင်းစီနဲ့တူရင်တင့်နဲ့ညီပါပိုင်းဆီမှာတော့ပိုင်းရဲ့အတုဖြစ်နေရင်အစစ်ဖြောင်လုပ်ပေးရမယ်ပိုင်းဝေကို ပိုင်းစီနဲ့စားပေးရမယ်စားလက်ကိုအရှိမထားပေးရမယ်စားကိန်းကတော့ပိုင်းစီမှာပဲပေါ့နော်အကျွင်းကိုပိုင်းဝင်နေရာမှာထားပေးရမယ် ပိုင်းကအတူအနေအစစ်ဖြစ်အောင်ပြောင်းတဲ့အခါတစ်ထည့်ကြီးတဲ့အတွက်ပြေကိန်းနေရောအပိုင်းကိန်းနေရောရရှိမှာဖြစ်တဲ့အဲ့ဒါကိုဆရာမတို့ကကိန်းရောလို့ခေါ်ပါဖြစ်ပါတယ်။ဒါဆိုရင်အပိုင်းကအတူအနေအစစ်ပြောင်းတဲ့အခါမှာအပိုင်းကအရောကိုရရှိရဲဆိုတာကိုရပါပြီနော်။ဒါလေးတွေကတော့အပိုင်းကအရောပုံစံလေးတွေဖြစ်ပါတယ်။ ကျမတို့ဒီနေ့ပြောသွားတာတွေပြန်ချုပ်ရမယ်ဆိုရင်တော့အပိုင်းငယ်အစစ်တွေသည်တစ်အောင်ငယ်တယ်အပိုင်းငယ်အတုတွေသည်ဘိုင်းစီကငယ်ပြီးဘိုင်းဝင်ရကြီးပြီးတော့တစ်ထက်ကြီးတယ်ပြီးတော့ဘိုင်းဝင်နဲ့ဘိုင်းစီနဲ့တူတယ်ဆိုရင်တော့တင်းနဲ့ညီတာဖြစ်ပြီးတော့အပိုင်းငယ်အတုကိုအစစ်ဖျားလုံးမယ်ဆိုရင်တော့ဂိန်ရောကိုရရှိတာဖြစ်ပါတယ်ကျမတို့ဝင်ရောက်လည်လာသူအားလုံးအဆင်ပြေကြပါစေနောက်တစ်ချိန်မှာပြန်ဆုံကြမယ်နော်